to know ြစ်မြင်စုကဘာကြောင့်ဒီသုံးလုံးကနေဝင်ပြိုင်မှုစဉ်းစားတာလဲပေါ့နော်။တိုင်းပေါ်တော့ဆရာရေးနေကျွန်တော်တွေ့နေတယ်။အဲအဓိကကတော့ပြီးသုံးလုံးကနေဘာလို့ဝင်ပြိုင်လို့စဉ်းစားတာလဲဆိုတော့ပြီးသုံးလုံးကနေကျွန်တော်เนี่ย20 20တုန်းကလေဟိုကျွန်တော်ပြီးသုံးလုံးပါတီကိုဝင်ခဲ့တာပေါ့။အဓိကကတော့ဟိုကျွန်တော်ရေးတဲ့ဒီဇာတ်သပင်ဆောင်းပါးလေးဇာတ်သပင်နဲ့ပတ်သက်တာလေးတွေဆိုင်းနဲ့ပတ်သက်တာလေးတွေကို အဲ့ဒီအချိန်ကပြီးတော့လုံးဘဟုစီစီတယောက်ကတွေ့သွားပြီးတော့ကျွန်တော်ပါတီဝင်မှုကမ်းလှမ်းခဲ့တယ်။နောက်ပါတီဝင်မှုကမ်းလှမ်းပြီးတော့သူကတွတ်တော်ကိုယ်စားလှယ်ဖြစ်ပါ။အဲရှောက်ထားဖို့ပြောတဲ့အခါမှာကျွန်တော်20 20ကနေစပြီးတော့ရှောက်ထားခဲ့ပြီးတော့အဲအဲ့ဒီတော့ကလည်းကျွန်တော်ရုပ်ောက်ပွဲဝင်ပြိုင်ခဲ့တယ်ပေါ့နော်။အခုဒီတကဒုတိယအချိန်ကျတော့လေဟိုကျွန်တော်ဟိုဒီပြန်ဟိုပြန်ပြီးတော့ဘူစီစီကနေပြီးတော့ကျွန်တော်ဝင်ပြိုင်ခိုင်းတဲ့အတွက်ကျွန်တော်ဝင်ပြိုင်ပြခဲ့တာပါ။ အဲ့တော့ဘယ်မဲဆန္ဒထိမှာအကျွန်တော်စကိုင်းတိုင်းဒေသကြီးမဲဆန္ဒနဲ့အမှတ်နဲ့အမျိုးသားလွတ်တော်အချိုးကျကိုရားစုစနစ်ပေါ့နော် PR စနစ်ကနေဝင်ပြိုင်မှာပါအဲ့တော့ PR ဆိုရတာနိုင်မှုတရားနေလို့လားအဲ့လိုတော့လေပြောလို့မရဘူးအဲ့လိုတော့လေပြောလို့မရဘူးဆိုတာအဓိက PR စနစ်ဆိုပေမဲ့လို့ကျွန်တော်အဓိကမဲပေးရမှာ FTV ကိုစရယ်လောင်းနေလို့ပဲမဲပေးရမှာပေါ့နော်အဲ့ဒီခါမှာဟိုတစ်ဖက်က ကျွန်တော်တို့ကမဲအများဆုံးရခဲ့တယ်ဆိုရင်တော့မှကျွန်တော်တို့ကတဏီယာဒါမို့နှစ်နေရပေါ့အများဆုံးရနိုင်မယ်တကယ်လို့ကျွန်တော်တို့ကမဲအများဆုံးမရပဲနဲ့တစ်ဖက် FDB ပြိုင်ဘက်ပါတီက FDB အမှတ်ကမဲအများဆုံးရသွားမယ်ဆိုရင်ကျွန်တော်တို့ကအဲ့မှာ chance ကပုံနေသွားတယ်ပေါ့နော်ပုံနေသွားတဲ့အပေါ်မှာအဲအဓိကကတော့ပါတီရဲ့ဦးစားပေးစီနီယာနဲ့စီတဲ့အပေါ်မှာပို့ပြီးတော့အဓိကကြတယ် ဥမာတကူကျွန်တော်ကစီနီယာနံပါတ်1ဖြစ်မယ်ဆိုရင်တယောက်ပဲဝင်ရမယ်ဆိုရင်ကျွန်တော်ဝင်ရမယ်ပေါ့အဲတကယ်လို့စီနီယာနံပါတ်2ဖြစ်မယ်ဆိုရင်ကျွန်တော်ပါတီရဲ့မေယာလက်ပေါ်မှာမူတည်ပြီးတော့နှစ်ယောက်ဟိုလွတ်တော်နေရာနှစ်နေရာရမယ်ဆိုရင်နံပါတ်2ဖြစ်တယ်ကျွန်တော်လည်းပါမယ်ပေါ့ဒါကတော့ပီအာသမားတွေအတွက်ကတော့ပါတီရဲ့စီနီယာရွေးချယ်မှုကပို့ပြီးတော့အဓိကကြပါတယ်ခင်ဗျအဲတော့ပြီးတော့နှစ်ပတ်သက်လို့ဆရာလော်ဘီအလို့ဆုံးတွေ့ရတယ်လေဆက်သက်တိမခံဘူးဘာဖြစ်နေလဲ ဟုတ်ကဲ့ဟုတ်ကဲ့အဲအဲ့ဒါကပြီးသုံးလုံးရေလို့မှမဟုတ်ဘူးကျွန်တော်ကအခုလာမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ရင်ကို ကျွန်တော်ကဆက်စပ်တိမခံဘူးဟိုဘိုးစည်းစီကတာဝန်ရှိသူတွေကလည်းကျွန်တော်အမြင်သတိပေးရတယ်ဟိုဘာလို့ဆိုတော့ကျွန်တော်တို့သူကတားကြီးတချို့ဟာတွေမှာဝင်မပါဘူးဟိုပေါ့ဒေါ်သက်သက်ခိုင်ဥက္ကရာကြီးပြောသလိုပေါ့နိုင်ငံရေးနဲ့နိုင်ငံအရေးနဲ့မတူဘူးခင်ဗျဟိုနိုင်ငံရေးလုတ်တယ်ဆိုတာကတော့ကိုအာဏာရရေး ဟလာကိုလုတ်ပိုင်ခွင့်ယာရေးအတွက်ကိုသူတို့ကဘာမှဟိုအဆင်ပြေအောင်ပေါ့နော်ဟိုပြည်သူလူထုကိုဆက်ဆံမယ်ပြည်သူလူထုမုန်းမဲ့စကားမပြောဘူးဆိုတာမျိုးတွေရှိတယ်ပေါ့နော်နောက်တစ်ခုကသူတို့ဟိုနေရာရဖို့အတွက်လုတ်ပိုင်ခွင့်ယာဖို့အတွက်ဆိုရင် သူတို့ကဟိုဘာသာရေးကိုခုနင်မှုလဲဘာသာရေးကိုအသုံးချဖို့လဲဝင်မလေးဘူးနောက်အဲနိုင်ငံနိုင်ငံအရေးတွေကိုလဲသူတို့ကဥပိ္ပခါပြုတ်ပြီးတော့လုတ်ဖို့လဲဝင်မလေးဘူးပေါ့ အဲကျွန်တော်တို့ကကြာကျွန်တော်ကကြာအဲ့လိုမဟုတ်ဘူးဟိုနိုင်ငံအရေးကိုပဲလှုပ်ချင်တာဖြစ်တယ်ကျွန်တော်ကကိုယ့်ကိုယ်ကိုလည်းမဲဆွဲတယ်ပါတီအတွက်လည်းမဲဆွဲတယ်နောက်ပြီးတော့နိုင်ငံတော်နဲ့ပတ်သက်လို့အခုရွေးကောက်ပွဲတွေပတ်သက်လို့ပြည်သူတွေသိသိသိတိုက်တာတွေကိုလည်းကျွန်တော်ကပြောတယ်နောက်တစ်ခုကပေါ့အထူးသဖြင့်တော့ကျွန်တော်ကအခုဖြစ်နေတဲ့လူငယ်တွေကြုံနေရတဲ့ဆေးရပတိပခါတွေကိုကျွန်တော်ဟိုစိတ်မကောင်းဘောနော်စိတ်မကောင်းအဲ့တော့သူတို့အတိတရားရစေခြင်းနဲ့အတိတရားရစေခြင်းနဲ့အတွက်ကျွန်တော်ရေးတဲ့ပြောတဲ့နေရာတွေမှာ တချို့အားလေးတွေကြတော့ဟိုတစ်ဖက်ကမကြိုက်ကြအားလေးရှိရပေါ့အဲ့ဒီပေါ်မှာဒါမျိုးတွေကိုခုချိန်မှာမပြောဖို့ဆိုပြီးတော့ကျွန်တော်ဘိုးစီးစီရပါတချို့ဟိုကျွန်တော်ညီလိုကိုလိုနေတဲ့လူတွေပါပဲခုလိုကြီးသတိပေးတာတော့မဟုတ်အခုထိမ့်မှာဒါလေးတွေကိုနောက်မှရေးပါပေါ့နော်ဘာညာဆိုမျိုးပြောရည်လေးရှိတယ်ကျွန်တော်အဲ့နေရာလေးတော့နည်းနည်းဆန်းနဆောရတဲ့သဘောလေးတော့ရှိတာပေါ့လော်ဘီလောက်တာတော့မဟုတ်ပါဘူးကျွန်တော်အမြင်ကိုကျွန်တော်ရေးတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ရင်လည်းကျွန်တော်ဆက်ဆက်ထိမခံဘူး ပါတီအတွက်မှာမဟုတ်နိုင်ငံတော်နဲ့ပတ်သက်ရင်လည်းကျွန်တော်ဆက်ဆက်တိမကအများနဲ့ပတ်သက်ရင်လည်းဆက်ဆက်တိမကပါဘူးအဲ့ဒီဘောလေးလိုရှိပါတယ်ရှေ့ကနေဆက်ဇတမတယောက်ဖြစ်တယ်ဇတ်တင်ပညာရှင်တယောက်ဖြစ်တယ်ဘာကြောင့်နိုင်ငံရေးစိတ်ဝင်စားအဲ့ဒီအဖြေကိုကျွန်တော်အဲ့ဒီအဖြေကိုကျွန်တော်ဖြည့်စင်းနေတာကြာပါပြီကျွန်တော်ဇက်သပင်လုပ်ငန်းလုပ်ခဲ့တာအားလုံးပါဆိုတော့အနည်း20လောက်ရှိရပါတော့เนาะကျွန်တော်အသက်20ကျော်လောက်ကနေ10တန်းအောင်ပြီးတဲ့ အချင်းအနေစပြီးတော့ဇာတ်ထဲကိုဥလေးဇာတ်ထဲဥလေးမန်းလေးသိန်းစောဇာတ်ထဲရောက်ခဲ့တယ်။ရင်းမင်းသားအဖြစ်နဲ့မြန်မာပြည်တနန်တပြားသွားခဲ့ရတော့အဲ့ခါမှာပြည်သူလူထုရဲ့ဒုက္ခတွေအခက်ခဲတွေဆိုတာအဲ့ခက်ကလေးကရှိနေတာပေါ့နော်။နောက်ပြီးတော့ချေးရွာတွေအနှံ့ရောက်ခဲ့ရတယ်။အဲ့လိုမျိုးရောက်ခဲ့ရတဲ့ခါမှာလဲသူတို့တွေကမပြည့်စုံမှုတွေလိုအပ်ချက်တွေကိုကျွန်တော်ကကွင်းဆင်းလေ့လာစရာမလိုဘဲနဲ့ကွင်းဆင်းသလိုဖြစ်ပြီးတော့လက်တွေ့တွေ့ခဲ့ရတယ်။ပို့ဆိုးတာကဘာလဲလို့ဆိုလို့ရှိရင်အခုကျွန်တော်အဲဇက်ကတော့ ရောက်ခဲ့တဲ့နေရာတွေပေါ့နော်နောက်တစ်ချိန်15နှစ်လောက်ကြာတဲ့အချိန်မှာပြန်ရောက်သွားတယ်အဲ့နေရာတွေကဘာမှမပြောင်းလဲအရင်တိုင်းအရင်လိုပဲဥမာတစ်ခု ARD တိုင်းဘက်တွေကိုကျွန်တော်ပြန်ရောက်သွားတယ်ပေါ့နော်များသောအားဖြင့်ကျွန်တော်ဇာကာတုံးကဆိုရင် ARD တိုင်းဘက်တွေမှာများသောအားဖြင့်ကရတယ်စကိုင်းတိုင်းဘက်တွေမှာကရတယ်ပေါ့နော်အဲ့လိုကရတဲ့ခါအဲ့နေရာတွေကိုကျွန်တော်ဇာကာတုံးကရောက်ဖူးခဲ့တဲ့မြင်ကွင်းတွေအတိုင်းပဲနောက်15နှစ်ကြာတဲ့အခါမှာလည်းအဲ့ဒီရွာတွေအဲ့ဒီဒေသတွေဘာမှမကြောင်းလဲလမ်းမဆက်သွေးတွေလည်းခက်ခဲတော့မယ် ဟိုလျှက်စင်မီးတွေလည်းဟိုမရတဲ့နေရာရတယ်မရတဲ့နေရာမရဘူးပေါ့ရတဲ့နေရာရတယ်မရတဲ့နေရာမရအဲ့လိုလိုအပ်ချက်တွေကမြင်မာတော့မယ်အဲ့ဒါတွေကိုမြင်ရတဲ့အခါဓာတ်တွေကိုကျွန်တော်ပြုပြင်ပြောင်းလဲပေးခြင်းနဲ့သူတို့ရဲ့ဘဝတွေကိုထိတဲ့ပို့ပြီးတော့လူနေမှုအစဉ်တန်းတွေမြင်ပါပေးခြင်းနဲ့ဒီလိုရွယ်ချက်တွေနဲ့ပဲကျွန်တော်ဝန်ပြန်ဖြစ်ခဲ့တာပါအဲ့တော့မဲဆန္ဒမဲဆန္ဒရှင်တွေပေါ့နော်အဲ့တော့ဘလူမဲဆွေမှာလို့ကျွန်တော်အဲ့ညာကြီးလာယူဇက်ကိုရင်ကပ်ပြပါလေလို့ပြောမှာ အရွယ်ရတော့အဲ့လိုပြောလို့မသိတော့တော့အခုကျွန်တော်အဓိကမဲဆွဲတာမဟုတ်ပါဘူးကျွန်တော်မင်းမဆွဲတာဘူးဟိုဘာလို့ဆိုမဲဆွဲတဲ့နေရာမှာကျွန်တော်အညာဖြင်းဆုံးဖြစ်မယ်လို့ပဲကျွန်တော်ယူဆတယ်ကျွန်တော်ရင်ထဲရှိတာတွေပြောတတ်တဲ့အခါကျတော့ရင်ထဲရှိတာတွေပြောတတ်တယ်ပဂရိဖြစ်နေတဲ့အမှန်တရားတွေပြောတတ်တဲ့အခါကျတော့ကျွန်တော်ကမဲဆွဲနေရာမှာကိုယ့်ကိုယ်ကိုညံ့နေလို့ပဲယူဆပါတယ်အဓိကကတော့ကျွန်တော်လှုပ်ပေးနေတာတွေကိုကျွန်တော်ခရီးပေးတာပါ အခုကျွန်တော်ဂရီကဝေပြုထားတာ၄ရှိပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအစိုးရဆေးရုံတွေတက်ခဲ့ရတယ်နောက်ပြီးတော့သူများတဲ့ကြီးကျွန်တော်အသီးမိတ်ဆွေတွေအစိုးရဆေးရုံတွေတက်တဲ့အခါမှာလည်းကျွန်တော်ရောက်သွားတယ်ပေါ့အဲ့လိုရောက်သွားတဲ့အခါမှာကျွန်တော်ဘာကိုအဓိကတွေ့ရလဲဆိုတော့ပြည်သူ့ကျမ်းမာရေးစောင့်ရှောက်မှုခန္ဓာတော်တော်လေးကိုနှိမ့်ချနေတယ်ပေါ့နော်အဲ့လိုနှိမ့်ချတာကနှစ်ပိုင်းရှိတယ်ပေါ့အဓိကကတော့ဝန်ထမ်းအင်အားမလုံလောက်တာရယ်နောက်တစ်ခုကဒီစက်ပစ္စည်းတို့ ဒီလိုအပ်တဲ့အထောက်ပံ့ပစ္စည်းတွေပေါ့ဆေးဝါးတွေပါလို့ဒါတွေမလုံလောက်တာရေပေါ့ဒါမဲ့အဲ့ဒါကိုနိုင်ငံတော်ကကြီးပဲအကုန်ကြခံပြီးထမ်းဖို့မလာဆိုတာကြောင့်လေဒါအဆင်မပြေဘူးနိုင်ငံတော်ကဒါကြီးကိုအလုံးစုံအကုန်ကြခံပြီးတော့အာဆေးရုံတက်တဲ့လူမှန်တွေကဇီးိမ်မကုန်အောင်လှုပ်ပေးရမယ်ဆိုတော့လေနိုင်ငံတော်ဝင်ပြီစေတယ်အဲ့တော့ကျွန်တော်ကဒီဟာကိုဘလို့နီးလန်းနဲ့မြင့်တယ်မလဲလို့စဉ်းစားတဲ့အခါမှာပြည်သူ့ကျမ်းမာရေးအာမခံပေါ့ပြည်သူတွေပြည်သူနိုင်ငံသားတိုင်းကျမ်းမာရေးအာမခံထားရမယ် အဲ့လိုအာမခံထားရတဲ့ငွေတွေဟာဒီကျမကြီးဘတ်ဂျက်တွေကိုတိုက်ရိုက်စီးဝင်ပြီးတော့အဲ့နီလန်းနဲ့ကျွန်တော်ကျမကြီးကဏ္ဍကိုမြင့်တင်ပေးမယ်ဆိုတော့စိတ်ကူးလေးရတယ်ဒီအချက်နဲ့လည်းကျွန်တော်ဂရိကဝတ်ပေးထားပါတယ်အဲနောက်တစ်ချက်ကတော့ကျွန်တော်စစ်မှုထမ်းဥပဒေပေါ့စစ်မှုထမ်းဥပဒေဆိုတာနိုင်ငံတော်အတွက်လိုအပ်တယ်မှန်တယ်ကျွန်တော်လည်းထောက်ခံတယ်ဒီဥပဒေကိုဒါမဲ့လို့ဟိုနေရာတကာမှာဂျုံတလူကြတလူခေါ်နေရတဲ့ပုံစံမျိုးဖြစ်နေတာမမြတ်မတဖြစ်နေတာတွေဟုတ် ညံ့မြတာတာဥပဒေနဲ့အညီနိုင်ငံသားတိုင်းတန်းတူဖြစ်အောင်တော့ကျွန်တော်လုပ်ပေးချင်တယ်ဒါလေးကိုလည်းကျွန်တော်စူးစမ်းမယ်ဆိုပြီးကျွန်တော်ဂတိကိုပြုထားပါတယ်နောက်တစ်ခါတော့ကျွန်တော်တို့စကိုင်းတိုင်းအတွင်းမှာပေါ့နော်အခုလက်ရှိမငြိမ်မသက်ဆိုတာစကိုင်းတိုင်းပဲအဲကျွန်တော်ဇက်ကတော့လည်းကျွန်တော်တို့မန္တလေးဇာတ်ပင်လောကစကိုင်းတိုင်းကိုအဓိကအားထားပြီးတော့စကိုင်းတိုင်းကကျွန်တော်တို့မန္တလေးဇာတ်ပင်လောကရဲ့ထမင်းအိုးကြီးလို့တောင်ပြောလို့ရတယ်အခုအဲ့ဒီနေရာတွေမှာတိုက်ပွဲတွေဖြစ်နေတယ်မငြိမ်မသက်တွေဖြစ်နေတဲ့အခါကြတော့ ဲ့နေရာတွေမှာပွဲလန်းသမင်လောက်ရတာတွေမရှိတော့မရှိတော့မန်လေးအထိကတော့မန်လေးစက်သမင်တော့ကောက်ဓာတ်ရိုက်ထိခိုက်တယ်ပေါ့ဒီစကိုင်းတိုင်းဒေသကြီးကမငြိမ်သက်ဘူး။ဒါကြောင့်မလို့စကိုင်းတိုင်းဒေသကြီးအတွက်မှာဟိုအလုံးစုံငြိမ်းချမ်းရအောင်ကျွန်တော်စူးစမ်းပေးခြင်းနဲ့ဒီလိုစူးစမ်းတဲ့နေရာမှာသက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးနဲ့တွဲဆုံညှိနှိုင်းမှုတွေလုပ်နိုင်အောင်ကျွန်တော်စူးစမ်းကြည့်ခြင်းနဲ့ဒါကိုလည်းကျွန်တော်ဂရိကဝတ်တစ်ခုအနေနဲ့ပေးထားပါတယ်။အဲနောက်တစ်ခုကတော့ဝန်ထမ်းတွေပေါ့နော်ဝန်ထမ်းတွေရတပ်ဖွဲ့ဝန်တွေ တတ်မတော်သားတွေသူတို့ရဲ့အခွင့်အရေးတွေတောင်းဆိုချင်တာရှိရင်လိုအပ်ချက်တွေရှိရင်လည်းသူတို့နဲ့ကိုယ်တိုင်ထိတွေ့ဆက်ဆံပြီးတော့သူတို့ရဲ့အတန်တွေကိုနားထောင်ပြီးတော့ကျွန်တော်တောင်းဆိုပြီးမယ်လို့ကျွန်တော်ဂရိကုပြုထားတာရှိပါတယ်ခင်ဗျအဲ့တော့ပြီးသုံးလုံးကဘာကြောင့်ကိုယ်စဲဖြစ်နေဝင်ပြိုင်ခိုင်းရင်ပြိုင်ခိုင်းနေရွေးချက်အပါရှိတယ်လူမရှိလို့လားဟောတက်ကိုအဲ့လိုတော့မဟုတ်ခင်ဗျပြီးသုံးလုံးမှာကကျွန်တော်လူရဲ့ခန္ဓာအသီးသီးမှာပညာရှင်တွေရှိပါတယ် ဒါပေမဲ့ဟိုကျွန်တော်ဝင်ပြိုင်ခိုင်းရတဲ့ရွေချက်ကတော့သူတို့အနေနဲ့ဟို20 20တော့လည်းကျွန်တော်ရဲ့ဇာတ်သမီးတဲ့မြမယူရရင်ကျမှုနဲ့ပတ်သက်တဲ့ဇာတ်သမီးနဲ့ပတ်သက်တဲ့ပညာရဆိုင်ရာသုံးသပ်ချက်တူသူတို့သဘောကျတာလည်းပါတယ်ပေါ့နော်။နောက်ပြီးတော့ဒီရင်ကျေးမှုနဲ့ပတ်သက်လို့ဇာတ်သမီးနဲ့ပတ်သက်လို့ပညာရှင်ကတော့ပြီးသုံးတော့မှကျွန်တော်တယောက်ပဲရှိတယ်ပေါ့။ဒါကိုလည်းသူတို့ကလိုအပ်ချက်တခုတွေနဲ့မြင်ပြီးတော့ကျွန်တော်အရေးချင်းကိုလည်းသဘောကျလို့ အပြောရမယ်ဆိုလို့ရှိရင်အမတ်လိုအပ်ချက်လည်းရှိလို့ပေါ့လေဒီဟာတွေကြောင့်ပါအမတ်လိုအပ်ချက်တခုတည်းကြောင့်တော့မဟုတ်ပါဘူးခင်ဗျအဲ့တော့ပြီးတော့ကနေပြန်ရင်အနိုင်ရမယ်လို့ယုံကြည်လားကျွန်တော်တို့ကတော့ကျွန်တော်ကတော့ဒီတစ်ခေါက်ရွေးကောက်ပွဲကို20 20တက်ပူပြီးတော့အားရတယ်လို့ပြောလို့ရတယ်အခုပြီးသုံးလောကလည်းဟိုတစ်ပြင်းနေတယ်ထင်ပါတယ်ပါတယ်လို့ကျွန်တော်ယုံကြည်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီတစ်ခေါက်ရွေးကောက်ပွဲကိုတော့ကျွန်တော်တို့ပြီးသုံးလောအနေနဲ့ အတိုင်းအတာတစ်ခုချင်အနိုင်ရမယ်အနိုင်ရမယ်လို့ပြောတာတွေအတိုင်းအတာတစ်ခုတည်ပြည်သူကရွေးချယ်လိမ့်မယ်ကျွန်တော်လည်းဟိုလွတ်တော်ထဲမှာနေရာတွေရလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာအဲ့တော့ဆရာအနေနဲ့ဒါရင်တော့တော့ဇက်စီဇက်မျိုးတွေရှိတယ်ပေါ့နော်ဟုတ်ကဲ့သူတို့တွေကိုဟောပါအမကြီးရပေးနိုင်တယ်အတိကတော့အခုလောလောဆယ်မှာဇက်သဘင်ခန္ဓာဒီနိုင်ငံရေးမငြိမ်သက်မှုတွေကြောင့်ရော ဟိုစစ်မဲ့ဖြစ်ပွားတဲ့ဒေသတွေကလည်းတကယ်စိုက်သမင်ကိုအားပေးခဲ့တဲ့ဒေသတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုစိုက်သမင်လောကအနှိမ်ပိုင်းကိုရောက်နေတယ်လို့ပြောလို့ရပါတယ်ပြောရမယ်ဆိုလို့ချင်းကျွန်တော်အထူးပြောချင်တာကတော့မန်လေးစိုက်သမင်လောကပေါ့ဒီအငိမ့်နေစက်တွေကတော်တော်လေးကိုဒုက္ခရောက်သွားတယ်ဆိုင်းတွေကတော့အလူတွေပါဒီကြိုးကြကြိုးကြမန်လေးမျိုးပေါ်ဒီမှာလည်းလှုပ်တဲ့အတွက်ဆိုင်းတွေရဲ့ရက်တည်မှုကတော့ဒီလောက်ကြီးခက်ခဲသွားမှာမရှိဘူးဒါပေမဲ့အရင်ရတဲ့ဆိုင်ကတော့တော်တော်ခက်ခဲသွားတယ်အဲ့တော့ကျွန်တော်က မန်းလင်းမြို့ပေါ်ဘွဲလေးတွေပြန်ဖြစ်စေတယ်ဒါကိုလည်းကျွန်တော်ဟိုးရင်တော့စာတဒံပေတဒံနဲ့ Facebook ပေါ်မှာရေးခဲ့ပူပါတယ်မန်းလင်းမြို့ပေါ်ဘွဲလေးတွေပြန်ဖြစ်မှသာလေဒီမန်းလင်းဗလာဇာတ်သမင်လောကရဲ့အခြေအနေပြန်ပြီးတော့ဥမော်လာတာဒါလေးတွေဖြစ်စေခြင်းတယ်ဒါဇာတ်သမင်လောကအတွက်တင်မဟုတ်ဘူးကျွန်တော်တို့ဒီမန်းလင်းမှာလုတ်တဲ့ပွဲတွေတော်တော်များများဟိုပြောရလို့ရှိရင်မြမဒလိစရိုက်ပေါ့နော်ကျွန်တော်စူပေါင်းလှူဆောင်တဲ့ သဘောတရားလေးတွေပါတယ်နောက်ပြီးတော့ဘာသာရေးနဲ့ဆက်နွယ်ပြီးတော့ဘာသာရေးနဲ့ပတ်သက်တဲ့အခမ်းအနားတွေနဲ့ဆက်နွယ်ပြီးတော့လှုပ်ဆောင်ကြတယ်ပါတဲ့အတွက်ဘာသာရေးကိုလည်းထင်းထင်းဆောင်းဆောင်ရောက်တဲ့အတွက်မန္တလေးစက်သမင်လောကကိုတော့ပြန်ဥမော်လာစေချင်တယ်အဲ့ဒါကိုလည်းကျွန်တော်အတတ်နိုင်ဆုံးကျွန်တော်ဓာလွတ်တော်တဲ့ရောက်ခဲ့မယ်ဆိုရင်အစိုးရတာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီးတော့အဖြေရှာပြီးကျွန်တော်ပြန်လည်ပြီးတော့အဖတ်ဆင်နိုင်အောင်ကြိုးစားသွားပါမယ်လို့ကျွန်တော်ကတိပြုချက်ပါတယ်ဒီလိုမျိုးဆရာဖြည့်ဆက်ပြောချင်တာရှိတယ် ချင်းဆက်ပြောချင်တာကတော့ဟိုအဓိကကတော့ကျွန်တော်တို့ကဒီရွေးကောက်ပွဲကိုပြည်သူတွေကိုအားလုံးကိုပေါ့နော်မဲပေးစေချင်တယ်မဲပေးရမှာဟာနိုင်ငံသားတယောက်ရဲ့တာဝန်လို့တတ်မှတ်လို့မရပါနဲ့မဲပေးရမှာကနိုင်ငံသားတိုင်းလှုပ်ဆောင်တဲ့အရာလို့ကျွန်တော်ကတော့ယူဆတယ်နောက်ပြီးတော့မဲပေးတယ်ဆိုရမှာကျွန်တော်တို့ကဟိုညံနေတဲ့လူတွေကတော့ကိုထောက်ခံတဲ့ပါတီ ကိုသဘောကြတဲ့ပါတီအာနာယအစိုးရဖွဲ့နိုင်အောင်ဆိုပြီးတော့ယူရချက်နဲ့မဲပေးကြတာပေါ့နင်းနဲ့ညံကောင်းတဲ့လူကကြတော့အဲ့လိုမဟုတ်ဘူးဟိုတကယ်တိုင်းပြည်ကိုအကျိုးပြုနိုင်မဲ့ပါတီတကယ်တိုင်းပြည်ကိုနဲ့ပြည်သူလူထုအတွက်ရည်တည်ပေးနိုင်မဲ့လူတော်လူကောင်းတွေကိုရွေးချယ်ဖို့ဆိုတဲ့ယူရချက်နဲ့မဲပေးကြတယ်အပားနဲ့တဲ့လူကကြတော့ဘယ်လိုလဲဆိုတော့ငါတို့ထောက်ခံတဲ့ဒီရွေးကောက်ပွဲမှာထူးခြားတာတစ်ချက်ကတချို့ပါတီတွေမပါဝင်နိုင်ဘူး အကြောင်းမျိုးမျိုးကြောင့်မပါဘူးနဲ့အဲ့ခါမှာအဲ့လိုလူမျိုးတွေကလေဟာငါတို့ထောက်ခံတဲ့ပါတီမပါတော့ဘူးငါတို့သဘောကျတဲ့ပါတီမပါတော့ဘူးဆိုပြီးတော့မင်းမပေးပဲမနေကြပါနဲ့ကိုထောက်ခံတဲ့ပါတီမပါရင်တောင်မှနောက်ဆုံးမြာပါနဲ့တဲ့လူတွေဆိုတာငါတို့မကြိုက်တဲ့ပါတီအစိုးရမဖွဲ့နိုင်အောင်တော့ငါတို့ပြိုင်ဘက်ပါတီကိုမဲပေးမယ်ဆိုတဲ့စိတ်မျိုးနဲ့ပဲဖြစ်ဖြစ်ကျွန်တော်ကတော့အနည်းဆုံးဒီလိုစိတ်မျိုးနဲ့လည်းမဲပေးစေချင်ပါတယ်ဒါလေးကိုတော့ကျွန်တော်ပြည်သူလူထုကိုမဲပေးပြအောင် ပေးကြပါဘလို့ရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ်မဲပေးမှသာလျှင် ကျွန်တော်တို့လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲအကြက်တဲတွေကိုကျော်လွှားနိုင်ပြီးတော့မိမိတို့လိုလားတဲ့ဒီမိုကရေစီ record ပြည်သူအာဏာပြန်ရမှာ ဖြစ်ပါတယ်လို့ကျွန်တော်ပြောကြားချင်ပါတယ်ခင်ဗျာကျေးဇူးပါဆရာမင်းအနိုင်ရပါစေကျေးဇူးတင်ပါတယ်ခင်ဗျာအခုတော့မေးပြတဲ့အတွက်လေးလေးဥမျက်ခံလဲအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ